ဝေဝါနေတဲ့ဘဝမှာအောင်မြင်မှုရဖို့ဆိုတာမလွယ်ကူပါဘူး။ညပြောချင်တာကဘာလဲဆိုတော့မိတ်ဆွေကတကယ်ကြိုးစားတဲ့သူတယောက်ကိုယ့်ရဲ့ဘဝမှာအောင်မြင်မှုတွေရဖို့တကယ်ကိုအားဆိုင်နေတဲ့သူတယောက်ဆိုလို့ရှိရင်တော့ကိုယ့်အနေနဲ့ကိုယ့်ရဲ့ကြိုးစားမှုတွေအရာထင်အောင်လို့ပန်းနိုင်နေတော့ချမှတ်ဖို့လိုပါတယ်။တိကျတကြတဲ့ပန်းနိုင်နေမရှိဘဲနဲ့လှုပ်နေခြင်းကသဲသဲရည်သွင်းတယ်လို့ပဲကိုယ့်ရဲ့ energy တွေကိုအလဟတ်သက်ကျွန်တော်တို့ဖြုံတိနေခြင်းသာဖြစ်ပါတယ်။ဥပမာနဲ့ပြောရလို့ရှိရင်ခီးတစ်ခုကိုသွားမယ်ဆိုရင်ကိုသွားမယ်ခီးရဲ့ပန်းနိုင်သိပြီဆိုရင်သိကြတယ်နည်းနည်းလေးလှုပ်ရှားရှိရရေလုံးမယ်ပြင်ဆင်ရှားရှိရရေပြင်ဆင်လိုက် လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ပန်းတိုင်ကိုအမြန်ဆုံးရောက်သွားသလိုပဲမိတ်ဆွေကတကယ်အောင်မြင်မှုရလဒ်ကိုလိုချင်တယ်ဆိုလို့ရှိရင်တန်တိတ်တန်ချထားရမယ်ကိုယ့်ရဲ့ပန်းတိုင်တစ်ခုတော့ကျွန်တော်ရှိနေဖို့လိုတယ်အဲ့လိုမှမရှိဘူးဆိုရင်မိတ်ဆွေစ조사လဲကျွန်တော်တို့ရလဒ်တွေရမှာမဟုတ်ဘူးဒီတော့ရေရှည်သွားနိုင်မှာလည်းမဟုတ်ဘူးပေါ့နော်ဒီတော့ကိုယ့်အနေနဲ့ဘာတွေလုပ်ရမလဲဆိုတော့လေးလံသိမှုတွေတောက်လျှောက်လုပ်ရမယ်အဲ့ဒီလေးလံသိမှုလုံးယုံနေရော ကိုယ့်ရဲ့ဘန်နံကိုရောက်ပြီလားဆိုတော့မဟုတ်သေးပါဘူးဒီတော့ကျွန်တော်တို့လိမ့်လာတည်မှုတွေလှုပ်လှုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ motivation တွေရမယ်အသိပညာဘူးသူတာအသိအသိတွေရမယ်အဲ့ဒီຢာတွေကိုကိုယ့်ရဲ့ဘန်နံရောက်ဖို့တော့ကိုကိုယ်တိုင်က apply လုပ်ဖို့လိုပါတယ်ထပ်ပြီးတော့မှလှုပ်ဆောင်မှုလိုတယ်အကောင်းဆုံးသွားရမယ့်နည်းလမ်းတွေထပ်ပြီးတော့မှလှုပ်ဆောင်ရမယ့်အရာတွေပြောင်းလဲပြင်ဆင်ရမယ့်အရာတွေအဲ့ဒီຢာတွေကိုသိအောင်ရှာဖွေဖော်ထုတ်ပြီးတော့မှစ조사သွားဖို့ဟာအရင်ကြီးပါတယ်။တချို့တွေဆိုလို့ရှိရင်တော့သင်တန်းတစ်ခုတက်လိုက်ပြီဆိုလို့ရှိရင် ကိုယ့်ရဲ့ဘန်းနိုင်ကိုရောက်ပြီလို့ကျွန်တော်ထင်ကြရတယ်ပေါ့နော်အဲတချို့ဆိုလို့ရှိရင်အများတဲ့ motivation တက်နေရင်လည်းကိုယ့်ရဲ့ဘန်းနိုင်ကိုရောက်ပြီလို့ထင်ကြရတယ်ပေါ့နော်ဘဝမှာကျွန်တော်လေးလံသင်ယူမှုဒီကုံဆုံးလဲဆိုတာမရှိပါဘူးဒီတော့ဒီတန်းတန်းလေးပြီးသွားလို့ကိုယ့်ရဲ့ဘန်းနိုင်ကိုရောက်ချင်မှလည်းရောက်မယ်ရောက်ချင်လည်းရောက်သွားမယ်ပေါ့နော်ဒါပေမဲ့လေးလံသင်ယူမှုတွေကတော့တောက်လျှောက်လောက်သွားမှာဖြစ်ပါတယ်ဒါသေးကျွန်တော်တို့တကယ်ကိုစူးစမ်းတဲ့သူတယောက်တကယ်ကိုအောင်မြင်တဲ့သူတယောက်ဆိုလို့ရှိရင်လေးလံသင်ယူမှုဒီ ကုံဆိုးနဲ့မရှိပါဘူးကိုလိုချင်တဲ့ပန်းနိုင်တွေရောက်ဖို့အတွက်ဇက်တိုက်လှုံ့ဆော်သွားဖို့လိုပါတယ်။သုံးတီကြည့်ပြရတဲ့ကျေးဇူးများကြီးတင်ပါတယ်။မိတ်ဆွေများအားလုံးရှင်လန်းချမ်းမြေပါစေ။